မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒေါ်ပုံမြို့မှာရဲစခန်းမှာဖမ်းဆီးခံထားရတဲ့လူငယ်၄ဦးဟာအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 9ရက်နေ့မနက်အစောပိုင်းကအချုပ်ခန်းတော့ကိုဖျက်ဆီးနိုင်ခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီကအခုချိန်ထိကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။ အဲ့ဒါကြောင့်ကိုရက်နေ့မနက်ကလေးကဈေးပေမှာရောလမ်းမဘော်ဒီမှာပါရဲတွေခြေရှုံနေကြတာလမ်းပေါ်မှာတွေ့လို့ဖမ်းထားတဲ့ကလေးတွေလို့ပြောပါတယ်ပြီးရင်စစ်ခွေးတွေကစစ်တပ်ထဲကိုပို့မှာပေါ့အဲ့ဒါကိုတိလို့လေအဲ့ဒီကလေးတွေကအရေးစုံပြီးတော့ထွက်ပြေးကြတာဖြစ်မယ်လို့ဒေါ်ပုံမျိုးနေပြည်သူတို့ကပြန်လဲပြောပြထားပါတယ်စစ်ကောင်စီဝါရဖြန့်နေသူများရဲ့ပြောပြချက်အရာအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးသွားသူများဟာခန့်ထဲဝါထွန်ညီညီခန့် ဝေယံအောင်ခေါ်တင်းမော်ဒီနဲ့သူရဇော်ခေါ်အောင်ရဲလင်းတို့ဖြစ်တယ်လို့သိရပါတယ်။ဒေါ်ပုံမျိုးနဲ့အပါဝင်နိဆိုင်ရမျိုးများမှရှိတဲ့ရက်ွက်များမှစစ်ကောင်စီကအစင်းစစ်ဆေးမှုများကိုပုံမတင်းကျနိုင်တယ်လို့ဒေသခံတချို့ကသတိပေးထားတာကိုလည်းတွေ့ရပါတယ်။ထွက်ပြေးလွတ်မြောက်ခဲ့တဲ့လူငယ်များကိုစစ်ကောင်စီရဲ့ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကိုတော့အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဖေဗူအာရီလ၁ရက်နေ့ကလည်းမွန်ပြည်နယ်ရေးမြို့နယ်မှာစစ်ကောင်စီကနိုင်ငံရေးဥပဒေပုံမှန်ပြစ်မှုများနဲ့ဖမ်းဆီးခံရသူ၃ဦးဟာရဲများကိုတိုက်ခတ်ပြီးတော့လွမြောက်နယ်မြေကိုထွက်ပြေးသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကိုးတိုင်းရွှေကျင်မြို့နယ်မြောင်ချရောက်ရွာလှေစိတ်မှာရိခါတဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ၈ရက်နေ့ မွန်လဲတနအီကန်မှာရွှေကျင်မြို့နယ်ခမရ968တိုင်ရင်ကအင်အား40ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာညောင်ခြေတောက်ရွာမှာရှိတဲ့လှေစိတ်မှာရိတ်ခါလာရောက်တည်ယူနေတဲ့အချိန်တောင်ကျုံစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့များက drone လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့မွန်လဲ3နိုင်ကန်မှာတိုက်ပွဲပြီးဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတိုက်ဆုံးပြီး၄ဦးထက်မနည်းအပြင်းထန်ဒဏ်ရာရရှိခဲ့ကကားတစ်စီးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးပြင်းထန်ဒဏ်ရာရရှိသူများကိုစေရုံကိုပို့ဆောင်တဲ့အချိန်မှာလမ်းမှာ3ဦးထ မှန်တေဆုံးသွားတယ်လို့သိရပါတယ်။တောင်ကျုံစစ်ကြောင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေဘက်ကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ခမရ968တိုင်ရင်ကအင်အား40နဲ့ညောင်ချေတော့ရွာမှာရှိတဲ့လှေစိတ်ကိုရိတ်ခါလာတဲ့တုန်းတောင်ကျုံစစ်ကြောင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေက drone လက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးနှက်ကောင်ပွေသိမ်းပြီးတေပြီးလေးဦးထက်မနည်းဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ကားတစ်စီးလည်းပျက်စီးသွားတယ်။အပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေကိုဆေးရုံပို့တဲ့လမ်းမှာပဲသုံးကောင်ထပ်ပြီးတော့ရှင်းသွားပါတယ်လို့တောင်ကျုံစစ်ကြောင်း တောင်ညိုကော်လံ P29906 ကတောင်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာအခြေပြုပြီးတော့ကြီးထွားနေတဲ့ကြားဖြန့်ဂိုင်းများကိုအကာအကွယ်ပေးနေတဲ့စစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူကို ထိုင်းဆိုရကတရားစွဲဆိုဖမ်းဆီးအရေးယူရန် ထိုင်းလွတ်တော်အမတ်ရန်စီမာရုံးကတိုက်တွန်းပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းလွတ်တော်အမတ်လည်းဖြစ် Move Forward Party ရဲ့ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ရန်စီမာရုံးကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်အခုလိုမျိုးပြောဆိုတိုက်တွန်းလိုက်တယ်လို့သိရပါဗျ။အစိုးရအနေနဲ့ကြားဖြန့်ဂိုင်းတွေကိုနှိမ်နှင်းဖို့အတွက်လက်ရှိလှုပ်ဆောင်နေတာထက်ပိုပြီးတော့လှုပ်ဆောင်ရမယ်လို့ထပ်လောင်းပြောကြားလိုပါတယ်မဟုတ်ရင်ဒီကိစ္စကပြီးတော့မှာမဟုတ်ဘူး အစိုးရအနေနဲ့ကြားဖြန့်ဂိုင်းတွေကိုပြက်ပြက်သားသားနှိမ်နှင်းဖို့အဆိုပြုကြမှာတဲ့စောချစ်သူကိုတရားစွဲရမယ်စောချစ်သူကိုကြားဖြန့်ဂိုင်းရဲ့အကြီးအကဲတဦးအနေနဲ့ကိုအစိုးရဘက်ကအေးအေးယူဆောင်ရွက်ရပါမယ်လို့ထိုင်းလွှတ်တော်အမတ် Ransomman Rome ကပြောဆိုလိုက်ပါတယ်လက်ရှိအချိန်မှာစောချစ်သူကိုပြင်းပြင်းထန်ထန်အေးအေးယူရမယ်အချိန်ကြာရောက်နေပြီဖြစ်ကြောင်းလည်းပြောဆိုထားပါတယ်စောချစ်သူမှာကြားဖြန့်လုပ်ငန်းများနဲ့ဆက်နွယ်ပါဝင် ပတ်သက်နေတဲ့ထိုင်းအရာရှိဝန်ထမ်းများရဲ့လျှို့ဝှက်ချက်များကိုကန်ဆောင်ထားတယ်လို့လည်းသိရကြောင်း၎င်းကပြောဆိုထားပါတယ်စောချစ်သူကိုဖမ်းဆီးရမိပါက ပါဝင်ပတ်သက်နေသူများကိုလည်းဆက်လက်ပြီးတော့ဖော်ထုတ်နိုင်မှာဖြစ်ကြောင်း၎င်းကအကြံပြုပြောဆိုထားပါတယ်။ကြားဖြန့်ဂိုင်းများကြောင့်ထိုင်းနိုင်ငံရဲ့ပုံရိပ်ထိခိုက်နေပြီးတော့ဒူးစရိုက်နေရာမြို့တော်ကိုဖယ်ရှားရမှာဖြစ်ကြောင်းထိုင်းလွှတ်တော်အမတ်ကတိုက်တွန်းထားပါတယ်။ထိုင်းဆိုရကဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးတော့မြန်မာထိုင်းနယ်စပ်တချီလေးဖျားတုံးစုနဲ့မြောက်ရီမြို့များကိုလျှက်စစ်မီးနဲ့လွန်စာစီတေပုံးမှုများကိုဖျက်တောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တင်စီရမြို့အခြေစားခမရ200ခွန်တိုက်ရင်ဗဟုကင်းနယ်အမတ300တဲ့တိုက်ရင်တို့ကို drone 60မမတို့နဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်ရာစေကောင်းစီတပ်သားများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်ပိုင်းမှာတင်စီရမြို့အခြေစားခမရ200ခွန်တိုက်ရင်ဗဟုကင်းနယ်အမြောက်တပ်ကိုဗငိုးခရိုင်အင်းတကောပကဖ drone တပ်ဖွဲ့က drone များနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနေ့မွန်လွယ်3:15မိနစ်ခန့်မှာလဲဝေါ်ပကဖကတော်လိုင်းရဲဘော်များဦးဆောင်ပြီးတော့ အမှတ်330အမြောက်တက်ရင်ကို60မောင်းမှာစိန်ပြောင်းနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တက်ရင်ထဲကိုလူနာတင်ကားတွေဝင်သွားတယ်၊ထိခိုက်တာရှိပါတယ်၊တိတ်မကြခင်မှာပဲအမြောက်တက်ထဲကနေပြီးတော့ပြန်ထုတာတွေရှိပါတယ်လို့ဘကိုးခရိုင်တာဝန်ခံကိုဖြိုးမောင်ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေးပတ်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးတော့လေ။တော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်တကေးလောင်းကျေးရွာနယ်ဘုံကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာ ဘုံကြီးကျောင်းဇေရီနဲ့နေအိမ်18လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်12:48မိနစ်အချိန်မှာမွန်ပြည်နယ်ဘီးလင်းမြို့နယ်မင်းစောကြီးရွာအုပ်စုတကေးလောင်ကြီးရွာကိုစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံကျဲချခဲ့ရာကြီးရွာဘုံကြီးကျောင်းဝင်းထဲကိုကြက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်တကေးလောင်ရွာဖျားစီတွေနဲ့အဆောက်အုံများထိခိုက်ပျက်စီးပြီးတော့တကေးလောင်ရွာလူနေအိမ်အဆောက်အုံများနဲ့အိမ်ခေါင်မိုးများဖျားကျောင်းဆောင်နဲ့အိမ်အကာများပျက်စီးမှုကြောင့် စုစုပေါင်းနေအိမ်18လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကကရင်ပြည်နယ်၊ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာလေကြောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်တုံးမြင့်ပြီးတော့လုတ်ကင်လာနေတယ်လို့တော်လိုင်းရေးသတင်းအေးမေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကျိုင်းခမ်းမှာတာဝန်ကျနေတဲ့ရပခ910ကစစ်မှုထမ်းတပ်သားတအူးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာပြည်သူ့စစ်မှုထမ်းအဖြစ်နဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံရပြီးရှမ်းပြည်နယ်ရက်ဆောင်မြို့နယ်ကျိုင်းခမ်းမှာတာဝန်ကျနေတဲ့ရပခ910ကတပ်သားရန်နိုင်ကျော်ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ရင်ခွင်ဌာနနဲ့ချိတ်ဆက်ပြီးတော့ ပြည်သူရင်ဝင်ကိုခေါ်လုံလာတဲ့အတွက်ကြောင့်နေပြည်တော်ဒက္ခိဏခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖကတွားရောက်ပြီးတော့ခေါ်ထုတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတွားရောက်ခေါ်ထုတ်တဲ့အချိန်မှာတပ်သားရန်တိုင်းကျော်နဲ့အတူ MA1 အမျိုးအစားတပ်နဲ့တလန်ကြီ90တောင်းနဲ့ကြီပေါက်3ခုလုံးနဲ့အတူအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးတော့တိုင်းခရိုင်ဦးစီးအဖွဲ့ကလွှဲပြောင်းလက်ခံရယူကတပ်သားရဲ့အချက်အလက်များကိုစစ်ဆေးမေးမြန်းပြီးတော့မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွေကိုစောင့်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ ်သူကအလင်းဝင်ဖို့အတွက်ပြည်သူရင်ဝင်ကိုချိတ်ဆက်ခဲ့တာပါအဲ့ဒီကနေမှကျွန်တော်တို့မြေပြင်အဖွဲ့တွေကိုအကြောင်းကြားခဲ့တဲ့အတွက်တွားရောက်ပြီးတော့ခေါ်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်လက်နက်ခဲယမ်းတွေပါလာတဲ့အတွက်စုချင်းမြေပေးဖို့အစီအစဉ်ကတော့အချက်လက်တွေစီစဉ်ပြီးသက်ဆိုင်ရာကိုတင်ပြထားတော့မှာပဲအခုလက်ရှိသူ့ကိုတော့စားဖို့နေဖို့အဆအဆအရာရာအဆင်ပြေအောင်လို့ကူညီပေးထားပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်စစ်ကောင်စီရဲ့လက်အောက်မှာဆက်လက်ပြီးတော့အမှုထမ်းနေတဲ့တပ်သားများအနေနဲ့ စစ်အာဏာရှင်တစုရဲ့အကျိုးအတွက်ဆောင်ရွက်နေခြင်းကိုအမြန်ဆုံးဆွတ်လွတ်ပြီးတော့ပြည်သူနဲ့အတူပူးပေါင်းကြရန်ပြည်သူ့ကာကွယ်အဖွဲ့နေပြည်တော်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you <laughs>